ရန်ကုန်တိုင်းတာဂတမြို့နယ်မှာဒီနေ့မတ်လ16ရက်နေ့မနက်ပိုင်းကရွှေဆိုင်ဖွင့်ဖို့သွားတဲ့အမျိုးသမီးတဦးကိုကားတစ်စီးနဲ့လူလေးဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ကြောက်ဆုံးနေကြောင်းသိရပါတယ်။အဆိုပါအမျိုးသမီးဟာတာဂတမြို့နယ်ရှိအမှတ်၈ဈေးမှာလင်းလက်ရွှေစင်ရွှေဆိုင်အညီနဲ့စိုင်ဖွင့်လေထားတဲ့ဒေါ်စနာလင်းခေါ်မိထုပ်ဆိုသူဖြစ်ပါတယ်။ဒီနေ့မနက်9နာရီဝန်းကျင်အချိန်က၎င်းနေအိမ်ရှိရာထူပါယုံ22လမ်းမှာဈေးကိုအသွား လမ်းထိပ်မှာအသင့်ဆောင်ဆိုင်နေတဲ့လူလေးဦးဟာကားပေါ်ဆွဲတင်ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးရွှေရည်ပစ္စည်းတွေလည်းပါသွားတယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဟာတာဂက်တလူမိုက်ဝင်းထုတ်ဝင်းတန်ပုတ်တွေတို့ရဲ့ပိုင်နက်နေမြေလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့လက်အောက်မှာပြည်သူတွေဟာစားဖို့နေရေးခက်ခဲတွေနဲ့ရင်ဆိုင်နေခဲ့ရပြီးကိုဆိုလူနိုင်တွေပေါများလာတာကိုလည်းတွေ့ရပါတယ်။ရန်ကုန်မြို့နယ်မျိုးသမီးတအူးကတော့ ရဂမစစ်တပ်ရဲ့အာဓမပေါ်တာဆွဲဖမ်းဆီးတာတွေကိုကြောက်ရစစ်တပ်ရဲ့လက်ပါစီပြူစောထီးတွေကိုကြောက်ရနောက်ပြီးဂုဏောပိုင်းမှာခိုးဆိုးလူနိုင်တွေပြန်ပြီးဆွဲတာတွေကပေါ်တင်ကိုလှုပ်လာနေကြတာအမျိုးသမီးတွေအတွက်လုံးဝကိုမလုံခြုံတော့ပါဘူးလို့ AMIG ကိုပြောပါတယ်